ကိုအောင်ဖြိုးကမေးထားပါတယ်စားပိုက်ခွင့်ရှိတော့ကြက်တာအမဲတာစိတ်သားတို့ကိုတစ်ခါနှစ်ခါဆေးကြောပြီးသွေးရောင်ရှိတော့ရေချမ်းနေလျင်ထမ်းမှန်စေထမ်းမှန်မဆေးကြောပဲစားသုံးချင်းပိုင်ပါသလားဆရာတစ်ခါနှစ်ခါဆေးကြောပြီးသွေးရောင်ရှိတော့ရေကိုထမ်းမှန်ဆေးကြောရန်လိုအပ်ပါသလားဆရာ بسم الله الرحمن الرحيم ဟာလာတရိစံတကောင်ကိုဇဘာလှုပ်ပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီလေလီးပြီးတဲ့နောက်ပိုင်းမှာထွက်လာတဲ့သွေးကိုဒမ်မီမတ်ဖူးလို့ခေါ်တယ်စီးသွေးရောသွေးလို့ခေါ်တယ်အဲ့ဒီဒမ်မီမတ်ဖူးကဟာရမ်ဖြစ်တယ်နာဂျာအစ်ဖြစ်တယ်နာပါဖြစ်တယ်အဲ့ဒီဟာလာလ်တရိษံကိုဇဘာလုပ်ပြီးတဲ့နောက်ပိုင်းမှာဒီဒမ်မီမတ်ဖူးထွက်ပြီးကင်းရှင်းသွားပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဟာလာလ်တရိษံရဲ့အသားတွေကိုခုတ်ထစ်ပြီးတော့အဲ့ဒီဟာလာလ်တရိษံရဲ့အသားတွေကိုခုတ်ထစ်တဲ့အခါမှာအနေငယ်သွေးတွေအသားတွေကသွေးတွေအယူတွေကသွေးတွေအနေငယ်ထွက်လာ အဲ့ဒီသွေးတွေကိုမဆေးပဲနဲ့ဒီတိုင်းပဲချက်ပြုတ်မယ်ဒီတိုင်းပဲစားတောင်းမယ်ဆိုရင်အဲ့ဒီအသားကဟာလာဖြစ်တယ်ဂျာယစ်ဖြစ်တယ်အဲ့ဒီသွေးကနာပါမဟုတ်ထဲပြီးဒီဓာမီမစဖူးကင်းစင်သွားပြီဓာမီမစဖူးတွေအလုံးထွက်သွားပြီအဲ့ဒီအသားထဲမှာအနှဲငယ်သွေးတွေကြန့်ရှိခဲ့တယ်အယိုးထဲမှာအနှဲငယ်သွေးတွေကြန့်ရှိခဲ့တယ်ဆိုရင်လေအဲ့ဒီအသားတွေအယိုးတွေကိုမစေးမနဲ့ချက်ပြုတ်မယ်ဆိုရင်စားတော့ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အကောင်းဆုံးကတော့စေးကြောပြီးမှချက်ပြုတ်စားတော့ခြင်းကတော့အကောင်းဆုံးပဲဖြစ်တယ်